စိတ်ဖြူရှင်တယ်ဆိုတာပါလေစိတ်မဖြူရှင်ဘူးဆိုတာပါလေအကျဉ်းများဖြင့်တော့ရာဂဒေါသမောဟစရှိတဲ့ကိလေသာတရားတွေနဲ့ရောပြောနေတဲ့စိတ်ကိုမဖြူရှင်တဲ့စိတ်မတန်ရှင်းတဲ့စိတ်ညင်နွမ်းတဲ့စိတ်လို့ဒီလိုနားလည်ထားကြပြီးသားပါဟုတ်လားရာဂဒေါသမောဟကင်းကွာနေတဲ့စိတ်ကိုဖြူရှင်တဲ့စိတ်တန်ရှင်းတဲ့စိတ်ဒီလိုနားလည်ထားကြပြီးသားအဲ့ဒါဘုံဘုံတို့စိတ်ကိုဖြူရှင်လို့ရှင်ဘလို့အကျိုးရှိမလဲ စိတ်မဖြူရှင်မှုမတန့်ရှင်းမှုဆိုလို့ရှိရင်တော့ဘလို့အကျိုးစီးပွားတွေဆွေးယုတ်နိုင်လဲဆိုတာလေးကိုဒေသနာတော်တွေထဲမှာမြတ်စွာဘုရားများများစွာဟောတတ်တာရှိပါတယ်။နောက်အခြေခံလေးကစပြီးတော့ဒီနေ့လေးပြောကြည့်အောင်။ဘုရင်တော်မေဇိမနိကေမူလဗန္နတာပါဠိတော်ထဲမှာဝိတ္တသုတ်တံဆိုပြီးတော့တရားဒေသနာတဖို့မှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဘလို့ဟောတာလဲဆိုတော့ ရဟန်းတို့တဲ့ဖြူရှင်တန်ရှင်းနေတဲ့ဝိဖြူလေးပေါ်ကိုနော်ဈေးအောင်ဆိုးတဲ့ပုံကောသူ့ကြိုက်တဲ့အရာဆိုးလို့ရတယ်တင်းလို့ရတယ်တဲ့နော်အပြာရောင်အစင်းရောင်အနေရောင်ဘလို့အရာကိုပဲတင်တင်ဝိဖြူလေးပေါ်ဆိုရင်ကြိုက်တဲ့အရာကို တင်လို့ရတယ်အောင်းဆိုမူရင်းအဝတ်ကဖြူနေလို့ဟုတ်လားအဲ့လိုပဲဖြူရှင်တန်ရှင်းတဲ့စိတ်ဖြင့်ကောင်းမြတ်တဲ့ဘဝကိုရလိမ့်မယ်လို့အဲ့လိုမျိုးဆိုဖရားဟောတယ်